ားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တို့စီမှာမိုးနည်းနည်းအုပ်နေပါတယ်မိုးနည်းနည်းရွာပါပါခေါ်တော့ကျွန်တော်တို့ထမင်းစားဆောင်သွားနေပါတယ်ဒီနေ့ကျွန်တော်ထမင်းစားခန်းကိုအစိုးရောက်နေပါတယ်ကျွန်တော်အလုတ်ကနမူနာ ပို့ရင်းနဲ့တခါလဲထမင်းလာစားတာပါအချိန်က9မိနစ်လောက်ဆောင်းနေပါသေးတယ်အဲ့တော့အဲ့တော့ထမင်းစားခန်းမှာလူနည်းနည်းပဲရှိပါသေးတယ်ဒီနေ့ကျွန်တော်တို့စိတ်ဥမှာဟင်းအရန်ကောင်းပါတယ်ဒီနေ့ပဲဟင်းပါ ဒန်ဟိုပါခလန်လာစုလို့ခေါ်ပါတယ်။သူကအဲ့ဒီရွှေဖြုံသီးမဆလာအာလူဟဲမော်နော်။အဲ့ဟင်းအရင်ဆောင်ရပါတယ်ဓမင်းနဲ့။ကိုရီးယားတွေလည်းအဲ့ဒီအခုဒီပဲဟင်းတွေအရင်ချိန်ပါတယ်။ကျွန်တော်တို့နိုင်ငံခြားသားတော်များများလည်းအဲ့ဒီပဲဟင်းတွေချိန်ပါတယ်။သူကအမဲသားလေးနည်းနည်းပါပါတယ်။ရွှေဖြုံသီးရဲ့ခါချီဥရဲ့အာလူရဲ့ပဲတော့သူကပဲ အမုံလောက်ထားတာလားမသိဘူးဗျာဘဲကတော့အနစ်အနစ်တွေညာရပါပဲကြက်ကြော်ကြွေးပါတယ်ကြက်ကြော်ကတော့ကိုရီးယားလိုဆိုရင်တော့ fried to chicken ပေါ့နော်အင်္ဂလိပ်လိုဆိုရင်တော့ fried chicken ပါကြက်ပေါင်တောင်တချောင်းစီပေးပါတယ်ဒါတော့သူကအသားအသားဓူကိုပြန်ပြီးတော့သူကတုတ်ထားတာပါအဲ့ဒီကနေလည်းအရန်ဆောက်ခေါပါတယ်စားလိုက်ရင်သူကပြုတ်အီးအီးနေနေပါတယ်ကျွန်တော်တော့ကြိုက်ပါတယ်ဒါတော့ပထမအုပ်ဆုံးစားဦးတာပါကျွန်တော်နည်းနည်းယူလာခဲ့ပါတယ်ကျွန်တော်ပဲဟင်းကတော့အများကြီးထည့်ခဲ့ပါတယ် ဒါတော့မုံလောဥ game ကြီးပါကုရီးယားမှာအဲ့ဒီမုံလောဥ game ကြီးမကြွေးတဲ့နေ့ဆိုရင်အဲ့ဒီမုံလောဥ game ကြီးကြွေးပါတယ်ဒါတော့သူကဆလတ်ရွေးကိုတုံထားတာပေါ့နော်အဲ့ဒီအတုပ်လေးအရန်ဆောက်ပါတယ်ကုရီးယားမှာအခုလိုအရွက်တွေပါနေတုတ်တဲ့ဟာအရန်ဆောက်ပါတယ်ကျွန်တော်ရမ်းကြိုက်ပါတယ်သူကချစ်ပုံနီနေလည်းနည်းနည်းပါပါတယ်တော့အရသာတော့ချူချင်းလေးပါကျွန်တော်ရမ်းကြိုက်ပါတယ် ပြီးရင်ဒါကတော့ပဇော6ဟင်းချူပေါ့နော်ပဇော် ကောင်းသေးသေးလေးတွေပါအဲကိုရဲလို့ဆိုရင်ဂွန်ဆဲမူဂူလို့ခေါ်ပါတယ်သူပဇော်6ဟင်းချူပါအဲ့တော့ကျွန်တော်ဟိုတစ်ခါဗီဒီယိုထဲမှာတော့ကြောက်ဖြူသီးလို့ပြောပါတယ်ပဇော်6လေးတွေကြီးကြီးပါအဲ့ဒီဟင်းချူတွေရမ်းတော့ပါပါတယ်ကိုရီးယားမှာသမင်းကျွေးတဲ့အခါတိုင်းသူကဟင်းချူအမြဲပါပါတယ် ြီးရင်ဒီနေ့ကျွန်တော်တို့မှာဒီနှုတ်ချင်တခုတိုက်ပါတယ်ဒိတ်ချင်တခုတိုက်ပါတယ်ဒိတ်ချင်တခုတိုက်ပါတယ် expire on expire date on 26 minute ရပါတယ်အာကျွန်တော် ရေးလေးနည်းတော့ယူလိုက်ပါဦးမယ်ဒါကျွန်တော်တို့ရေးတောက်တဲ့ခွဲကိုသူဒီအပူဇက်ထဲမှာထည့်ရတာပေါ့နော်အဲ့ဒါသူဆဲရုပ်တော်တော်များများရှိပါတယ်။ဒါပါကျွန်တော်တို့ရေးသက်စစ်ပါ ကိုရီးယားမှာရေတက်ကတော့ပိုက်ရနေထားလိုက်ပြောထားတာပါအလိုပဲထမင်းစားကြပါဦး